။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့ကြောက်ဖြူမျိုးနယ်မှာစစ်တပ်ရဲ့နေပြည်က ပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်လို့သုံးနှစ်အရွယ်ကလေးငယ်တယောက်တရားရရှိသွားတယ်လို့သိရပါဗျ။ကြောက်ဖြူမျိုးနယ်ကြောက်ပြောက်ကြီးဝါကအသက်သုံးနှစ်အရွယ်မောက်ဖိုးရွှေလာမင်းတရားရရှိသွားခဲ့တာဖြစ်ပါတယ်။ကြောက်ဖြူမျိုးနယ်မင်းရဲ့တိုက်နယ်ကြောက်ပြောက်ကြီးဝါအောက်ဖက်ပင်လေပြင်းမှာကြောက်ချာရန်နာထားတဲ့စစ်တပ်ရဲ့နေပြည်တော်ကနေအော်တိုဘားလ12ရက်နေ့မှာအနီးအနားမှာရှိတဲ့ကြီးရွာဒေသခံတွေနေထိုင်ရာနေရာတွေကို လက်နက်ကြီးကြီးတွေနဲ့ပစ်ခတ်ရမှာအခုလိုဒဏ်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ်အလာတူကြောက်ဖြူမျိုးနဲ့မှာအော်တိုဘားလာ၁၀ရန်တွေကလည်းနေပြီးကပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်လို့အသက်86နှစ်အရွယ်ဒေသခံအမျိုးသားတဦးဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပါရယ်စစ်တပ်ရဲ့တပ်ခတ်ရေးနေပြီးအပါအဝင်နေပြီးစီစီထက်မနေစစ်တွေကြောက်ဖြူရန်ပြင်းမှန်အောင်တန်တွေစားတဲ့ပင်လယ်ပြင်တလျှောက်သွားလာလှုပ်ရှားကကင်းလှည့်ပြီးတော့ဒေသခံငါးဖန်းသမားတွေကိုဖမ်းဆီးရတွေ လူနေကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ကံယူတန်ကန်ဆက်နဲ့နီးစပ်တဲ့ဒေသခံတွေရှောင်ရှားကြဖို့အရက်ခတက်တော်ကတတိပေးထုတ်ပြန်ထားပါတယ်။